အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လဲကြိုဆိုလိုက်ပါရယ်ဗျ။ကျွန်တော်နေနဲ့ Train မြန်မာဆိုရယ်ခေါင်းဆောင်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိတဲ့နေရာတွေအကြောင်းကိုပြန်လဲမျှဝေတာဖြစ်ပါတယ်။အခုဒီဖြတ်ခနဲမြင်ကွင်းများအပိုင်း25ကတော့တင်ဒီယာမြို့မှာတပေါင်းလာပြည်နေကတွေ့ကြရတဲ့ရှင်ပြုလှည့်ပွဲတစ်ခုရဲ့မြင်ကွင်းတွေကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နေနဲ့ဒီရှင်ပြုအာလှည့်ပွဲမြင်ကွင်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့မြေလပိုင်းဒေသအထက်ပိုင်းဒေသပြည်နယ်စသဖြင့်ဒေသအသီးသီးမှာတွေ့ရတဲ့မြင်ကွင်းတွေကိုမျှဝေပေးခဲ့မှုပါတယ်။ဒါတွေကတနီယာနဲ့တနီယာတဒေသနဲ့တဒေသမတူညီတဲ့ဒလိထုံနှံ့ယဉ်ကျေးမှုတွေကိုကြည့်ရှုနိုင်အောင်မျှဝေပေးခြင်းဖြစ်ပါတယ်။ခုကကျွန်တော်ပင်တရားကိုရောက်တယ်။ရောက်တော့ဒီကံဘေးမှာဟိုးရှိမှာဖုန်းတော်ကြီးကြောင့်ကြောင်ရှိနေတယ်။ပြီးတော့ဒီမှာရှင်ပြုတ်လှဲ့ပွဲအတွက်စီစဉ်နေတာလေးတွေ့ရတယ်။ တွေ့ရတာနဲ့ကျွန်တော်တို့အားနဲ့ဒါကိုဆင်ပြီးတော့မတန်းတင်မျှဝေတာဖြစ်ပါတယ်ဗျဒီဆိုင်တန်းလေးကဒါကဒီနေ့ကတော့တပေါင်းလာပြည့်နေမှလို့ပေါ့ပုံမှန်ဆိုလို့ရှိရင်တော့ညနေပဲဆိုလို့ရှိရင်ဒါဒီဆိုင်တန်းလေးကစီးတယ်အခုကတော့ဒါသူတနေ့လုံးစီးနေတဲ့သဘောပေါ့

အာဒါဟောရှိမှနှမြင်းဖြစ်သုံးမမြင်းထင်တယ်ဗျတပားသူဖလှတဲ့အလှကိုကြည့်ပြီးတော့ပီတိဖြစ်ရခြင်းအားလဲဒါကုသိုလ်တစ်မျိုးပါပဲဗျရှေ့ရှေ့လည်းသွားဟောရှေ့လည်းသွား ဒါကကြတော့ဟိုဟာနာတာနာတာအတွက်လှဲကြောက်စဲလို့တော့တွေ့ရတယ်လှဲမှာဒီလိုပွဲတွေတိုင်းမှာကျွန်တော်တို့ဟို မြောက်ရခဲ့ဘူးပါတယ်ပွဲတွေတိုင်းမှာသူကပွဲစီစဉ်သူတွေရှိပါတယ်ဒါကရရဒေတာကနေပြီးတော့အများလေးစားရတဲ့ဒီလိုပွဲနဲ့ပတ်သက်လို့တွေ့ကြုံရှိတဲ့ထိုက်တဲ့နဲ့ဩဇာတက်ကမှာရှိတဲ့သူတွေဦးစီးစီစဉ်ကြလေးရှိပါတယ်ဒီလိုမျိုးသူတို့ကိုပွဲအပ်လိုက်လို့ရှိရင်သူတို့တွေကဒီလိုမျိုးလှည့်လည်ပွဲစီစဉ်တာကနေစပြီးတော့ခုနလိုကျွေးတဲ့မွေးတဲ့အခန်းတွေအထိသူတို့ဒါအားလုံးအစီအစဉ်တကြအာစီနာပြည့်စီစဉ်ပြီးကြသူတွေဖြစ်ပါတယ်ပြီးတော့ဒီဘက်မှာကတော့လှည့်ကြတယ်ဆိုလို့ရှိရင်များသောအားဖြင့်ဝင်းခင်းကြလေးရှိပါတယ်များသောအားဖြင့်ရှေ့တဝဲနောက်တဝဲပေါ့ရှေ့ဝင်းနောက် ဝင်းနဲ့လှည့်ကြလေးရှိပါတယ်တခုရှိတာကကျွန်တော်တို့ဒီဘက်မှာကတော့အဲဆင်နဲ့လှည့်တဲ့အလေအထကဒီအခုနကျွန်တော်တို့ဟိုပါပေါ့မန္တလေးကနေပြီးတော့အာဒီနေပြီးတော့ကြားလို့ပြောရမလားဒါမှမဟုတ်အထက်ဘက်အဲ့လိုဝင်းကျင်နေတဲ့ဆိုင်တော့အနေငယ်နေပါတာတွေ့ရပါတယ်တနုတိုင်းတူပြီပါ ဒီဘက်ဒေတာတွေမှာကတော့ဒီ down down ကိုအမြတ်တနိုးနဲ့ပါဝင်ထည့်သွင်းလှည့်လေကြလိမ့်ရှိနေကြ။ ဓနုဦးစီနဲ့ရှမ်းဦးစီနဲ့ကွာတာမျိုးထင်တယ်ခုနကလေဒီဒီဒီအရှိကတော့ဒါရှမ်းဦးစီဖြစ်မယ်ဒီတိုင်းရင်းသူတွေကိုလေကျွန်တော်တို့ ကျွန်တော်တို့လေ့လာမှုအားနည်းတာဖြစ်မယ်ကျွန်တော်တို့တိကျမသိဘူးဖြစ်နေတယ်ပလောင်လားဒါမှမဟုတ်အခြားတိုင်းရင်းတူလားသိရင်တစ်ချက်လောက်ပြောပြကြပါအောင်ဗျာကျွန်တော်နောင်ကိုမှတ်သားထားလို့ရအောင်ပါဟုတ်အခုကတော့စပြီးတော့နှဲ့လာပြီဗျဒါကကျွန်တော်တို့ဟိုပုံတလုတ်ကန်ရဲ့ပြီးလမ်းမကြီးပေါ်မှာစတင်ပြီးလှည့်လည်လာတာဖြစ်ပါတယ်ဗျဒီကနေ့ပြီးတော့ဈေးဘက်ကိုသွားမယ်ဈေးဘက်ကိုသွားပြီးလို့ရှိရင်ဈေးရောက်လို့ရှိရင်တို့အာဟိုကျွန်တော်တို့ပင်တရာဟော်ရှိတဲ့ဘက်ကိုချိုးမှာဗျညာသောအဖြစ်ဒီပေါ်မှာရှင်ပြူးလှည့်ရင်အဲ့ဒီလမ်းကြောင်းအတိုင်းပဲလှည့်ကြလေးရှိပါတယ် နေရာတိုင်းဒေသတိုင်းမှာဒီလိုຢာသီတွေမှာဒီပုရဖတာဝင်ဒီအနေနဲ့အာကိုတက်နိုင်သမျှလေးသူမဟုတ်လဲဟိုជីជីမမစိတ်စီကံကဒီလိုမျိုးလှဲ့လေမှုပြကြလေးရှိပါတယ်သို့တော်လေတဏီယာနဲ့တဏီယာကတော့သူကဒလီထုံတန်းဘုရားဘာသာပြီမဲ့လေသူတို့ရဲ့သက်ဆိုင်ရာလူမျိုးနဲ့တိုင်းရင်းသားဒေတာတွေရဲ့ဒလီထုံတန်းရှင်ကြီးမှုတွေတွေကတော့အအနေငယ်ကွာချားမှုလေးရှိရဗျာ ဲ့လိုမျိုးကပို့ပြီးတော့ကြဖို့ခေါင်းတာလေဘာဖြစ်လို့လဲဆိုတော့အာဒီဒီဒီတနေရာကြည့်လိုက်လို့ရှိရင်လည်းဒီလိုပုံစံမျိုးလေးပဲနောက်တနေရာကြည့်လိုက်လို့ရှိရင်လည်းဒီလိုပုံစံမျိုးလေးပဲဆိုတဲ့ဟာတဲ့စာလို့ရှိရင်အာဒီဒေတာကရှင်လောင်းလှည့်ပွဲအာရဟန်းကရှင်ပြုနာသားလှည့်ပွဲကဒီလိုပုံစံအနောက်ဒေတာရောက်သွားတဲ့အခါကျတော့သူ delete ထုံတန်းတဲ့ပုံစံအဓိကကဗုဒ္ဓဘာသာရဲ့ delete ထုံတန်းပြည့်ပြည့်မသွားဘဲနဲ့ဒီပေါ်ကနေသူသက်ဆိုင်ရာယဉ်ကျေးမှုလေးတွေအာဆွတ်ဖက်နေတဲ့အလှကားတာပို့ပြည့်စုံနေကြည်ရတာအာသဘောကျနှစ်လိုစရာလေးတွေပေါ့ ဒီဘက်ဒီမှာညာတော့အဖြစ်တော့ကျွန်တော်တို့တွေ့ရတဲ့လောက်ကအဲ့ဒီလိုမျိုးအာရှင်ပြူလို့ရှင်လောင်းလို့လှည့်တယ်ဆိုလို့ရှိရင်နေ့လေတနာ ਈ နှစ်နာ ਈ ဝင်းကျင်လောက်မှာလှည့်ကြတာများတယ်ဗျအဲ့ချိန်လောက်ဒီမှာပဲတွေ့ရတယ်အခုဒီလမ်းကဒီလမ်းကကျွန်တော်တို့ဟိုပုံတလုတ်ကံဘေးကလမ်းဆိုတော့မြို့တွေကိုဝင်နေအဓိကလမ်းတစ်ခုပေါ့ဆိုတော့ အလန်းကတာမန်အချိန်ဆိုလို့ရှိရင်တော့ညုံနဲ့အန်ဒီတော့ပါပဲတော်တော်လည်းအခုလိုမျိုးဒီလိုမျိုးအလှဲ့လေပဲပြုလုပ်တဲ့အချိန်တို့ပြီးတော့ဓမောင်းလာပြည့်လည်းဖြစ်နေတဲ့အခါကျတော့ဧည့်သည်ဒီအလာများတဲ့အချိန်တို့ဖြစ်တဲ့အခါကျတော့လေအဲ့လိုမျိုးဆိုရင်တော့လမ်းကနည်းနည်းလေးဒီလိုမျိုးနည်းနည်းကျက်သွားတဲ့သဘောလေးတော့ရှိရဲ့ဗျဟုတ်ဒါဆိုလို့ရှိရင်ဒါဒီဘက်တချမ်းပါဒါရင်နှန်းခဏရက်ထားရတဲ့သဘောရှိတယ်။ဟိုဘက်ချမ်းကဒါရှင်လောင်းနှဲ့နေတဲ့အခါရှင်ပြူနှဲ့နေတဲ့အခါကြတော့လေ။ န်ထဲမှာကလည်းရေကတော့အပြည့်ပဲဗျအခုချိန်ကအော်ဆောင်းအဲဆောင်းနှောင်းပိုင်းနေဦးပိုင်းရောက်ခံဒီချိန်မှာတော့မှကန်ထဲမှာရေပြည့်နေရမယ်တဲ့ဒါအခုနကျွန်တော်ပြောတဲ့တိုင်းရင်းသူတွေလीတိတဲ့လူများကျွန်တော်တို့တစ်ချက်ပြောပြကြပါအောင်ဗျာ ရှမ်းဦးစီဟုတ်တယ်ဒါဆိုခုနကကျွန်တော်တို့ဟိုဟာကဓနုဦးစီဖြစ်မယ်ဒါရှမ်းဦးစီဆိုတော့လေပြီးတော့ကျွန်တော်တို့ဟိုရှေ့မှာဆက်ဆက်ချင်းအာအလှဝဲဟိုထိတ်ဆုံးမှာပါတာအဲ့ဒါဗျောဖွဲ့ဗျဒါကတော့ဝင်းခင်းထားတဲ့ဝင်းလာပြီသူကဒီမှာက ဒီဆိုဖြော်ပြမှုနှစ်ခုပါတယ်ဗျနှစ်ခုပါတယ်ဗျအခုဒီဝင်းရဲ့နောက်မှာဒီဆိုဖြော်ပြမှုတစ်ခုပါတယ်ပြီးတော့ဟိုးနောက်ဆုံးမှာဒီဆိုဖြော်ပြမှုတစ်ခုပါတယ်ဗျဒနုတိုင်းရင်သူတွေဖြစ်ပါလေ

ကျွန်တော်တို့ဒီဒီတိုင်းဒီမြေပြတ်ကလူတွေဆိုလို့ရှိရင်အလွယ်တကူဒီလိုထီမျိုးတွေ့ပတိန်ထီလို့အလွယ်တကူမှတ်ယူကြလေးရှိတယ်။ဒါပေမဲ့ဒီဘက်မှာရှန်တီတီကြရှိပါတယ်။သူတို့အာပြုလုပ်တဲ့ပုံစံတွေကလည်းတီကြတော့သူသူတလီထုံတန်းရဟုတ်အစဉ်ဆက်ထဲကပြုလုပ်ကြတဲ့ပုံစံတွေရှိပါတယ်။အဲဒါကနောက်တဝင်းမြတ်အတော့ဝင်းနှစ်ဝင်းဆိုတော့ထပ်ပကန်ဝင်းဖြစ်မယ်။ သူကအများသောအားဖြင့်ရဲနာဘုံဝင်းတို့ပကံဝင်းတို့ကုန်းပေါင်ဝင်းတို့ဒါဆိုလို့ရှိရင်ရာဇာဝင်းပေါ့အဲအချို့ခန်းသားတွေကတော့ဟိုအချို့ဆိုဒေဝဝင်းတို့ရာဇာဝင်းတို့နဲ့သွားတာကိုဒေဝဝင်းဆိုလို့ရှိရင်တော့သူကနှစ်တရားပြစ်မှာပါညာပေါ့အဲ့လိုမျိုးဒါတော့ရာဇာဝင်းရာဇာဝင်းမှာကကျွန်တော်တို့သိတဲ့လောက်ကတော့အဲ့လိုရဲနာဘုံကုန်းပေါင်ပကံဒီလိုမျိုးသွားကြလေရှိတယ်တန်းနှမြင်းမြတ် သူအဒီ delay ရတဲ့ဒါကျွန်တော်တို့ပထမတော့တော့မသိဘူးကျွန်တော်တို့ဒီလိုပဲအပြောပြပြီးလို့ကျွန်တော်တို့မှတ်သားထားရတာပါဒီဘက်မှာကအာရှင်ပြုလှည့်လို့ရှိရင်သူကအဲ့ဒီဟိုပါပေါ့ပထမဆုံးရှေ့ဆုံးမြင်းကဒါဟိုနက်မြင်းဖြစ်သွားအလွတ်ပေါ့အဲ့နောက်မှာတော့သူကထုံးစံအတိုင်းပဲသူကသူပုံမှန်အပြင်ဟိုပောက်ပောက်ကျဲတဲ့သူတွေဘာတွေကစသဖြင့်သူသူပုံစံအတိုင်းပြစ်ပါတာပေါ့အဲ့နောက်မှာမှသူကမောင်ရောင်လောင်းနေတင်တဲ့မြင်းနေပါတာ သူကတခုမှဒီဟာဟိုခုနဖုန်းတော်ကြီးကြောင်းတွေကနေဒီလမ်းကနေစထွက်တာဆိုတော့ဒီဟိုအစီအစဉ်တခြားဖြစ်ဖို့ကအခုမှတချို့ဟာတွေကစီနေတုန်းရှိသေးတာဟုတ်ရဲ့ ကျွန်တော်တို့ဒီလိုမျိုးဟိုပါလေဒီရှင်ပြူလှဲ့ပွဲတို့ပြီးသွားလို့ရှင်ထားပါတော့အခုရှင်ပြူနာသအာရဟန်းခံပေါ့အဲ့လိုဟာမျိုးလှဲ့ပွဲတို့အလှပွဲတို့နဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ရောက်တဲ့နေရာအတိုင်းကိုကြုံလို့ရှင်အာပြောင်းဝေးပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာဟိုဟာရေချက်ရှိပါတယ်ပထမတစ်ခုကတော့ထုံးစံတိုင်းပါပဲသက်ဆိုင်ရာဒေတာဒလီထုံးတန်းကိုအာသိရှိနိုင်အောင်မြင်တွေ့နိုင်အောင်ပေါ့ဟိုမရောက်ဘူးတဲ့သူတွေလည်းမြင်တွေ့နိုင်အောင်ရောက်ဘူးတဲ့သူတွေလည်းအာသက်ဆိုင်ရာအကြောင်းအရာတွေပြန်ပြီးမှတ်မိသတိ ရအောင်ဒီလိုမျိုးလေးတခုနောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ထုံစံမှာဖြစ်လဲဆိုတော့တပားသူလှူဒန်းလှုပ်တာကိုကိုကြည့်လို့ပီတိဖြစ်ရင်ဒါကတကယ်တော့ဟိုနေထိုင်ရင်အလွတ်ရတဲ့ကုသိုလ်တံမိုးကြီးရဲ့ကုသိုလ်ပါဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးရည်ရချက်နဲ့ဒီလိုမြင်ကွင်းလေးတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်ဗျတကယ်လို့အခြားဘာသာဝင်တွေအနေနဲ့ကြည့်လို့ရှိရင်ကြတော့လေဘာပဲပြောတာကဟိုတခြားဘာသာတစ်ခုရဲ့ဓလေ့ထုံတန်းကိုဟိုမြင်တွေ့ခွင့်ကြည့်ဖြစ် ြည့်ခွင့်ရအောင်ပါနေတော့နည်းနည်းပူတယ်ဗျနေတော့နည်းပူတယ်ဒါပေမဲ့လည်းထုံးစံတိုင်းပဲဒီဘက်ဒေတာရဲ့အာဇာတိဥဒ္ဓအနေထားအရာကနေပူပြီးမဲ့ပတ်ဝန်းကျင်ကလေအေးနဲ့တောတောင်ရိပ်ရှိနေတဲ့အခါကျတော့အပူရဲ့တန်ကိုတအားကြီးတော့မခံစားရဘူးဗျနောက်ပြီးတော့ဒီဘက်မှာက ဟိုအခုဒီလိုမျိုးဒီလိုဒီလိုလှည့်ပွဲဆိုလို့ရှိရင်အကုန်လုံးလိုလိုထွက်ကြည့်ကြတာဗျကျွန်တော်လမ်းနေတောက်လျှောက်ဆိုလို့ရှိရင်ဘေးသက်ဆိုင်ရာရက်ွက်တွေကနေဟိုးအထဲကနေပြီးတော့ဟာတော်တော်များများပေါ့ဒါစိတ်ဝင်စားထွက်ကြည့်ကြလေးရှိတယ်ဗျအဲဒါကနောက်ဖက်မှာကအခုနဖြောပြေးရင်တစ်ခုပါတယ်ရှေ့မှာကဖြောပြေးရင်တစ်ခုဒီနောက်မှာဖြောပြေးရင်နောက်တစ်ခုပါတယ်ဗျ ီဟိုလေးတွေကလေဝင်းခင်းတာကလေအာကျွန်တော်တို့တေချာမသိလို့ဒီဟာဒါကကြတော့ဟိုလိုမျိုးนะวินขึ้นน่ะก็เลยไอ้เหล่าမျိုးโหบะรู้ပြောရမလဲဒီตัดสั่นยาบ่เอ่อ အဝတ်စားငှားငှားပြီးတော့ဒီဘက်ဒေကိုဒေတာရှိတဲ့လူတွေကနေပြီးတော့အဲ့လိုမျိုးဝတ်စားဆင်ရင်ပြီးအဲ့လိုလှည့်ရတာလားအဲ့လိုမျိုးထင်တယ်အဲဒီမှာတော့နောက်ဆုံးပိတ်ကတိဆိုးဖြော့ပြမှုဗျဟုတ်ကဲ့ကျွန်တော်တို့ ီအာတပေါင်းလာပြည့်နေပြည်ညမှာတွေ့ခဲ့ရတဲ့ရှင်ပြူရန်အဲရှင်ပြူနာတာလှည့်လေပွဲနဲ့ပတ်သက်တဲ့မြင်ကွင်းမှာမျှဝေခြင်းကတော့ဒီမြပဲဖြစ်ပါတယ်ဗျခုလိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်